သွေးစာနေတဲ့တင်မင်း အပိုင်း၂၉ရဲ့အစမှာတော့ဆာအမလီရဲ့တိုက်ပွဲကိုပြင်းပြထားပါတယ်။ဆာအမလီကဗတိစေသိမီကိုလုံးဝမရှင်းနိုင်ပဲသူ့ရဲ့နှက်တဲ့ငယ်ပါဒဏ်ရာသွားခဲ့တာပါ။ဒီလိုနဲ့ဗတိစေသိမီကဆာအမလီကိုအဆုံးသတ်တော့မဲ့အချိန်ရုတ်တရက်အများကြီးနဲ့တားဆီးတာကိုခံလိုက်ရပါတယ်။အဲ့ဒီများဟာရာရိုစီကရောက်လာခဲ့တာဖြစ်ပြီးတစ်ဖက်ကဗတိစေသိမီကတော့ကွင်စီတစ်ပါးကိုပြန်မြင်လိုက်ရတဲ့အတွက်အံ့ဩနေခဲ့ပါတယ်။သူတွေ့လဲရတဲ့လူနှစ်ယောက်ကထူးဆန်းတဲ့နီးလန်းနေတဲ့တက်ခိုက်နိုင်ပြီးတစ်ယောက်ကတော့ထူးဆန်းတဲ့နှက်တဲ့ငယ်တွေကိုတုံးကနောက်တစ်ယောက်ကတော့မျိုးတုံးသွားတဲ့ကြော်ပြဖြစ်တဲ့ကွင်စီတစ်ပါးဖြစ်နေပါတယ်။ဒီအချိန်ဆာအမလီကတော့ရာရူရဲ့ပုံမှန်ရောစွမ်းအားကအရင်ကတဲ့ ်ပို့ပြီးတန်မာလာတာကိုသတိထားမိကြပါတယ်ပရိစိတ်တင်မင်းကသူ့ရဲ့ရန်သူနှစ်ယောက်စလုံးဟာအဝေးပြစ်တွေဖြစ်တာကြောင့်ပျော်ရှင်သွားခဲ့ပြီးသူ့ရဲ့တင်မင်းလက်နဲ့အစ်စ်ကိုပြဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့လက်နဲ့ဟာဓာစကြအသွင်ကိုပြောင်းသွားခဲ့ပြီးသူ့ကိုယ်သူလည်းအရာရှိအဆင့်ရှိတဲ့တင်မင်းတစ်ပါးဆိုပြီးမစ်စ်လိုက်ပါတယ်ဒါအပြင်သူ့လက်နဲ့တည်းရဲ့ပုံစံအစ်စ်ကိုဘယ်သူမှမမြင်သေးဘူးကြောင့်နဲ့မြင်မှုတဲ့သူတွေကလည်းတေးပြီးသွားပြီဖြစ်ကြောင်းအားချောင်းလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသူလိုမြတ်တစ်ချောင်းရောက်လာခဲ့ပြီးသူ့ရဲ့စကြအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်ကိုစီးရဲ့လေးမြတ်တစ်ချောင်းနဲ့သူ့ရဲ့စကြရဲ့အကုန်လုံးပျောက်သွားတာကိုတွေ့လဲရတဲ့ပရိစိတ်တင်မင်းဟာပါဇက်အဟောင်းသားနဲ့အဟောင်းသားတာပေါ့ဗျာဒါပေမဲ့ ဒါရုတ်တရက်အလစ်တက်ခိုက်တာကြောင့်ဟုဆိုကအကြောင်းပြပေမဲ့ယာရူကတော့နောက်တိတ်များတစ်စင်းထပ်ပစ်လိုက်ပြီးဒုထက်ကြောက်သောအောင်လောက်ခါတက်သည့်ပြလိုက်ပါတယ်ဒီလိုမျိုးအရာအလုံးဒုထက်တာနေနဲ့ယာရူနဲ့တွေ့တဲ့အခါမှာတော့ဘရီစီတင်မင်းကအရှုံးပေးဖို့ကြံလိုက်ပါတယ်သူ့ရဲ့ကံကြမ္မာကိုလည်းယာရူကိုပုံအပ်လိုက်ပြီးတက်ချင်တက်ကြတဲ့လို့ဆုံးဖြတ်ခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့ယာရူကတော့သူ့ကိုမတက်ပဲလှုပ်ပစ်လိုက်တာကြောင့်တင်မင်းလည်းအောင်းအောင်းသွားခဲ့ပြီးသူ့ကိုဘာကြောင့်မတက်တာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်ယာရူကတော့သူကကိုစီတစ်ပါးဖြစ်တာကြောင့်တင်မင်းကြီးကိုမုန်းတီးပေမဲ့အားနေတဲ့သူတွေကိုအနိုင်မကျတဲ့အကြောင်းပြန်ဖြစ်လိုက်ပါတယ်ဒီအချိန်ဘရီစီတင်မင်းကလည်းသဘောကောင်းတဲ့ယာရူကိုချီးကျူးလိုက်ပြီးပြတ်ထွက်သွားဖို့လှုပ်ခ ဲ့ပြီးမဲ့ရုတ်တရက်သူ့ရဲ့အစီအစဉ်ကပြောင်းသွားခဲ့ပါတယ်။ဗရီစီတင်မင်းကဆာအမလေးဘက်ကိုလှည့်လိုက်ပြီးပြန်ပေးဆဲဖို့လုခဲ့ပြီးမဲ့ယာရိုကတင်မင်းရဲ့အရှိကိုချက်ချင်းဝင်လိုက်ပါတယ်။အဲဒီနောက်ယာရိုကသူကအားနေတဲ့သူတွေကိုအနိုင်မကျင့်တတ်ဘူးဆိုပေမဲ့အကျင့်မကောင်းတဲ့ငကြောက်တွေကိုတော့လှုံမပေးတဲ့အကြောင်းပြောကသူ့လက်ထက်ကမြားနဲ့ရုံကစိုက်ပစ်လိုက်ပြီးနောက်ဆုံးမှဆုံးသက်သွားခဲ့ပါတယ်။ဆာအမလေးကလည်းယာရိုကိုကျေးဇူးတင်လိုက်ပြီးသူ့ရဲ့စိတ်ထဲမှာတော့သူတို့ကိုကောက်ကွယ်ပေးဖို့အတွက်တယောက်တည်းလေ့ကျင့်နေခဲ့တဲ့အခြေအနေကိုသတိရနေခဲ့ပါတယ်။တကယ်တော့ကွန်းစီတွေကမတိုက်ခိုက်ခင်ဆွာဆူရတာဖြစ်ပြီးယာရိုရဲ့လက်အိတ်ကလည်းဒီအတွက်ဖဏိထားတာဖြစ်ပါတယ်။ယာရိုကိုကြည့်ပြီးသူ့ကိုယ်သူအမလို့အမရ များဖြစ်နေကြတာပေါ့ဗျာဒီချိန်တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့ဆရာကြီးခန်ကျူကတော့ဖနှောင်းနဲ့တင်မှာတသားတဲ့ကြောင့်ပြင်းနေရတော့မှာပဲဒီလိုနဲ့တနေ့အရောက်မှာတော့အီချီကိုတွေ့လိုက်ရပြီးသူကတည်းကခံရပြီလို့တွေးမိလိုက်ပါတယ်ဒါပေမဲ့အီချီကိုရဲ့အနောက်မှာလေတင်မင်းအုံးလိုက်ကြီးလိုက်လာခဲ့တာကြောင့်နှစ်ယောက်စလုံးလဲသူမသားကိုအတုဘဖြစ်နေမှန်ကိုနားလဲသွားတာပေါ့ဗျာအဲ့ဒီနောက်ထုံးစံအတိုင်းအီချီကိုနဲ့ခန်ကျူတို့ဟာရန်သူတွေကိုအတွဲညီညီဖျက်ဆီးရမယ်စားတယောက်နဲ့တယောက်စကားမျိုးမှုပဲအရင်တွေးမိသွားပါတယ်သူတို့ကိုကြည့်ပြီးဘင်းနဲ့အတင်မင်းတွေကလည်းပဇံဟောင်းသားဖြစ်နေခဲ့ပါတယ်တင်မင်းတွေကပပက်လေဝိုင်းနေခဲ့တာကြောင့်အီချီကိုတို့လည်းဘလို့ဖောက်ထွက်ရမလဲစဉ်းစားနေတော့တင် င်းမင်းတစ်ပါးကသူတို့နောက်ခလုတ်တက်ရောက်လာခဲ့ပါတယ်။သူတို့ရှေ့မှာလဲကျသွားတဲ့တင်မင်းကိုကြည့်ပြီးအချီကိုတို့ကဒီနေရာကနေဖောက်တက်ဖို့အခွင့်အရေးတစ်ခုကိုစဉ်းစားမိတော့ပါတယ်။အဲ့ဒါကတော့တောင်သူရဲကောင်းနေတောင်လိုင်းမလုံနိုင်နဲ့ပြန်ပြီးဆွဲခြင်းပါပဲ။ဒီလိုနဲ့အချီကိုတို့နှစ်ယောက်ကအဲ့ဒီတင်မင်းကိုဖမ်းထားလိုက်ကြပြီးတခြားတင်မင်းတွေကိုလမ်းရှင်းပေးဖို့ပြောလိုက်ပါတယ်။ဒီအချိန်ဇမီတော်ကင်းတဲ့တင်မင်းကတော့ခြေဦးတရပြင်းနေရင်ဖမ်းတောင်ပါနေပါပြီ။တစ်ဖက်မှာလည်းအချီကိုတို့ဟာတစားကန်ဖမ်းပြီးခြေချောက်ပေးမဲ့ကန်ဆိုးတာတစ်ဖက်ကတင်မင်းတွေကတော့လုံးဝဂယူမဆိုင်လို့အချီကိုတို့လည်းကြောင်သွားခဲ့ပါတယ်။တကယ်တော့ဝင်းကြီးလောက်ကမှာတင်မင်းဖွင့်စီ73ခု ရှိပြီးအဲ့ဒီစက်သုံးခုထဲမှာအဖွဲ၁၁ရဲ့ခေါင်းဆောင်ကအကြံဆုံးဖြစ်ပါတယ်ဒီလိုနဲ့အဖွဲ၁၁အဖွဲသားတွေကလည်းတခြားတင်မင်းအဖွဲတွေထဲမှာအကြံဆုံးနဲ့အရေးဆက်ဆုံးပါပဲဒါပေမဲ့အချီကိုတို့ဖန်ထားတဲ့ဒီကြောင်တောင်တင်မင်းကတော့အဖွဲ၄ကဖြစ်ပြီးအဖွဲ၄ဆိုတာအောက်ခြေနေအလုပ်တွေပဲလုပ်ရတဲ့တင်မင်းတပ်ဖွဲ့ဖြစ်ပါတယ်ဒါအပြင်တခြားတင်မင်းအဖွဲတွေကလည်းဓာတ်တော်ကောင်းကောင်းမကင်နိုင်တဲ့အဖွဲ၄ကိုအမြင်ကက်နေကြပြီးပြန်ပြီးဆက်ခံရတဲ့တင်မင်းကိုတတ်မဲ့ဆိုရင်လည်းအချိန်ပေးမဲ့ဆိုပြီးကန့်လန့်လိုက်ပါတယ်ဒီစကားကြောင့်အချီကိုတို့လည်းမျိုးလုံးပြီးမဆက်မှုဖြစ်သွားခဲ့ပြီးဒီကြောင်တောင်တိုင်းနဲ့တင်မင်းအစာရင်မောသွားကြပါတယ်ရေးချွေးကမရှိတော့တဲ့ဆိုအ ီရှိကိုတို့လည်းသူ့လက်ထဲကဝက်ခုတ်တမအကြီးနဲ့အကောင်လုံးကိုဖောက်ထွက်နိုင်ခဲ့ပြီးသူသွားပြီးမကြခင်လူကောင်ကြီးကလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်ဒီအချိန်တခြားတစ်ဖက်မှာတော့အရှုံးပေးလိုက်ရတဲ့တင်းမင်းကတော့ကစေုံထဲမှာလဲနေခဲ့ရပါတယ်သူ့ရဲ့ဘေးနားမှာတော့ကပတိန်စစ်တင်းမင်းတမရှိနေခဲ့ပြီးရှုံးသွားတဲ့အတွက်တင်းမင်းကတော့ကိုလောင်ပြောင်နေခဲ့ပါတယ် ဲ့ဒီသမီးရဲ့နာမည်ဟာမာယူရီဖြစ်ပြီးအခုလဲတတိစိစိနေဖို့လာပြောတဲ့သူနာပြုတ်ကိုနောက်တစ်ခါထပ်ပြောရင်တက်ပြင်းမဲ့ဆိုပြီးချင်းချောက်လိုက်ပါတယ်။တင်မင်းမာရီယိုဟာရန်သူတွေရဲ့အချက်လက်တွေကိုရဖို့တင်မင်းကရုံးကိုဖိအားပေးနေခဲ့ပြီးတင်မင်းကရုံးကတော့အရာအလုံးကိုဘူးခံနေခဲ့ပါတယ်။ကျူးကျော်လာတဲ့သူတွေနဲ့တိုက်ခိုက်တာတော့အနိုင်ခံရတဲ့အတွက်မကျေနပ်ချက်တွေစုပေါင်းကတင်မင်းမာရီယိုကတင်မင်းကရုံးကိုအဆုံးသတ်ပြီးဖို့လုပ်ပါတယ်။ဒီချိန်ရုတ်တရက်အဖွဲဆက်တဲ့ခေါင်းဆောင်စပင်းထောင်ကြီးနဲ့တင်မင်းရောက်လာခဲ့ပြီးတင်မင်းမာရီယိုကိုတက်စီလိုက်ပါတယ်။တခြားအဖွဲကတင်မင်းတစ်ပါးကိုအပြစ်ပေးရလို့တဲ့အထိမင်းကိုဘသူအာဏာပေးထားရလဲဆိုတာစပင်းထောင်ကြီးနဲ့တင်မင်းကခက်တိ တီပဲဖြစ်လိုက်ပါတယ်။အဖွဲ့စက်တဲ့ခေါင်းဆောင်ရလာတာကြောင့်တင်းမင်းမာရီကိုလည်းစကားအခြေတင်မပြောမနေတော့ပဲအသာရပဲလက်ထွက်ခဲ့ပါတယ်။ တင်းမင်းကတော့ကတော့သူတို့ရဲ့ခေါင်းဆောင်လာလေတဲ့အတွက်ဝမ်းသာနေခဲ့စဉ်ရုတ်တရက်ခေါင်းဘောကောင်မလေးထွက်လာခဲ့ပါတယ်။တကယ်တော့အဲ့ဒီကောင်မလေးဟာဒုတိယဘိုးဆင်တင်းမင်းတမဖြစ်ပြီးအခုတော့သူတို့နဲ့ရောလမ်းပြောင်းနေလို့တိုက်တိုက်ဆိုင်ဆိုင်ဒီနားကိုရောက်လာခဲ့တာပါ။တင်းမင်းကတော့ကအီရှိကိုတို့အကြောင်းကိုသူ့ရဲ့ခေါင်းဆောင်ကိုပြောပြလိုက်ပါတယ်။ဒါပြင်အီရှိကိုကန်နဲ့ဒါမှလက်ကင်မပါချောင်းနဲ့အခုလဲနောင်နာအချင်းတော်ကိုဥတီသွားနေကြောင်းပြောပြလိုက်ပါတယ်။ဒီချိန်တခြားတစ်ဖက်မှာတော့အီရှိကိုနဲ့ခန်ဂျူနဲ့ရောကသူတို့ဖမ်းခေါ်လာတဲ့တင်းမင်းနာမည်ကိုမင်းနေခဲ့ပြီးသူ့ရဲ့နာမည်ကတော့ဟနာတာရိုယမတာဖြစ်ပါတယ်။အဲ့ဒီနောက်သူတို့အဖွဲ့ကလည်းယူခီယာကိုကယ်ထုတ်ဖို့အတွက်တိုင် င်လိုက်ပြီးဂန်ဂျူကတော့သူ့ရဲ့အိတ်ကတည်းကနေမြေပုံတစ်ခုကိုထုတ်လာခဲ့ပါတယ်။အဲ့ဒီမြေပုံအတိုင်းသွားမယ်ဆိုရင်ဘိုဆင်းရှိတဲ့တင်မင်းတမန်ကိုရှောင်းသွားလို့ရမှာဖြစ်ကြောင်းမှအတည်ပြလိုက်ပါတယ်။တစ်ဖက်မှာအီရှီကိုတို့တိုက်မင်းနေတာကိုကြားလိုက်ရတဲ့ယာမာတာကတော့သူ့ကိုယုံနေဆိုရင်ခေါ်သားပြဖို့နဲ့ယူခိယာစီအမြန်ဆုံးရောက်နိုင်မယ့်အချံကိုပြပေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီချိန်တိုက်ပွဲဆာလောင်နေတဲ့ဇမင်တော်ကင်းနဲ့တင်မင်းဟာအီချီကိုနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာကိုတွေးပြီးစိတ်လှုပ်ရှားနေရင်အပိုင်းတစ်ဆက်ကိုလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအစား အီချီဂိုနဲ့ဂန်ဂျူတို့ဟာယူကီယာကိုကယ်တင်ဖို့အကြံထုတ်နေပါတယ်။ဒီအချိန်ဘင်းနာကနားထောင်နေတဲ့သင်မင်းဟာယူကီယာကိုကယ်တင်မဲ့အစီအစဉ်မှာသူ့ဘာဝင်ပါမှဖြစ်ကြောင်းခွန်းနှောင်းလိုက်ပါတယ်။နောက်ပြီးသူ့ကိုခွင့်ပြုမယ်ဆိုရင်ယူကီယာကိုဖမ်းချုပ်ထားတဲ့နောက်ထပ်အကြီးအကဲကိုအများဆုံးရအောင်ပုံပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်တစ်ခါမှာတော့သင်မင်းဟာအီချီဂိုတို့ကိုမြေရောက်ရေစုံမြောင်းစီကိုခေါ်သွားခဲ့ပါတယ်။စိုးရိမ်နေတဲ့ဂန်ဂျူကတော့ဒီမြေအောင်လိုင်းနေအကြောင်းကိုတခြားသူတွေရောတည်သလားဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်။သင်မင်းကတော့ဒီနေရာအကြောင်းကိုလူတိုင်းကတည်ထားကြပါမယ်။တစ်ဖက်မှာလည်းဒီအတွက်စိတ်ပူစရာမလိုကြောင်းပြောပြလိုက်ပါတယ်။ ခုသွားနေတဲ့မြောင်လမ်းကြောင်းတွေအကြောင်းကိုလူတိုင်းသိပေမဲ့လမ်းတွေကိုကျဉ်းကျဉ်းလာတာကတော့သူတို့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဖွဲ့လေးကဒီနေရာတွေကိုအမြဲတမ်းတန်ရှင်းလုံးနေရတာဖြစ်ကြောင်းနဲ့တစ်ဖက်ကကန်ဂျူကလည်းအဖွဲ့လေးရဲ့တပ်သားတွေကိုတနာသွားခဲ့ပါတယ်။ဒီအချိန်ရုတ်တရက်အီရှိကိုကမိဘကြောင့်ငါတို့ကူညီရလဲလို့ဆိုပြီးတင်မင်းကိုမေးရုံထုတ်လိုက်ပါတယ်။တင်မင်းကလည်းအီရှိကိုရဲ့နာမည်ရင်းကိုခေါ်လိုက်ပြီးယူကီယာစီကနေအီရှိကိုရဲ့အကြောင်းတွေကိုအမြဲတမ်းကြားဘူးနေကြောင်းနဲ့ယူကီယာကိုကယ်တင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒီလိုနဲ့တခြားနေရာမှာတင်မင်းအရာရှိတွေဟာအီရှိကိုတို့ပတ်မှွေနေရလို့တော်တော်လေးကိုခေါင်းကနေ မရပါတယ်အဖွဲစစ်တီကအရာရှိတွေကိုတောင်းအနိုင်ယူပြတဲ့အီရှီကိုရဲ့တရင်ကြောင့်အလုံးနဲ့မယုံနိုင်ဖြစ်နေကြတာပါဒီချိန်လူအုပ်တွေကဆန်နီတင်မီရန်ဂျီကတော့လူလောကမှာရှိခဲ့စဉ်သူ့ကိုအနိုင်ယူခဲ့တဲ့အီရှီကိုပြန်တွေ့မိတော့ပါတယ်တခြားတစ်ဖက်မှာတော့အီရှီကိုနဲ့ပါလာတဲ့တင်မီဟာသူနဲ့ယူကီယာရင်းနှီးခဲ့ပုံတွေကိုပြန်ပြောင်းနေခဲ့ပါတယ်အစကတော့သူဟာတာမန်တန်ရှင်းဝန်ထမ်းဆိုပေမဲ့နောက်ပိုင်းမှာတော့မာနာမကြီးတဲ့ယူကီယာရဲ့စိတ်ထဲကြောင့်လေးစားမိနေသူဖြစ်ပါတယ်ယူကီယာဟာသူ့ကိုနေတိုင်းလူလောကရဲ့အကြောင်းတွေကိုဖောက်သိချလိမ့်ရှိပြီးဒါရီရဲ့အဓိကဇက်ကောင်ဟာအီရှီကိုဆိုတဲ့လူပဲဖြစ်ခဲ့ပါတယ်တင်မီရဲ့စ ကားရည်ကြောင့်ယင်နဲ့ခန်းစားသွားတဲ့အချီကိုအချက်ချင်းထားလိုက်ပြီးသူရဲ့ကယ်ဆယ်ရေးခီးကိုဆက်ပါတယ်။သူရဲ့ယင်ထဲမှာတော့သူတို့နှစ်ယောက်ပြောခဲ့မှုတဲ့အတိတ်ကိုတရိယာနေတဲ့အပြင်အစကနေအစုံခွဲခေါက်သွားခဲ့တဲ့အချိန်တွေအထိပြန်မြင်အောင်နေခဲ့ပါတယ်။အဲ့ဒီနောက်ဒါရီအားလုံးဟာသူ့ရဲ့အမားသာဖြစ်ကြောင်းတွေ့ရင်ဘလို့ခက်ခဲတွေကြုံရပါစေ။ယူခီယာရဲ့အသက်ကိုကယ်တင်ပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒီလိုနဲ့တနိယာအရောက်မှာတော့မြေအောင်မြောင်းတွေကနေထွက်လာခဲ့လိုက်ပြီးသူတို့ရဲ့အရှိမာတော့နောင်နာအချင်းအောင်ကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူတို့အရှိတိုးသွားခဲ့ကြပြီးမြူထဲမှာတော့လူတစ်ယောက်ဟာသူတို့ကိုတားဆီးဖို့စောင့်နေခဲ့ပါတယ်။အဲ့ဒီလူဟာဆန်နေတိမီရန် ရန်ကြီးဖြစ်နေပြီးသူ့ကိုမှတ်မိသေးလို့ဆိုတာအီချီကိုနှုတ်ဆက်လိုက်ပါတယ်။အီချီကူကလည်းစန်နီသင်မင်းရန်ကြီးရဲ့နာမည်ကိုခေါ်လိုက်ပြီးဒီနေရာမှာဘောင်ကျော်ရှင်းရဲဆိုပြီးပြဖြစ်လိုက်ပါတယ်။ဂန်ဂျူကတော့စန်နီသင်မင်းကိုလမ်းနေခဲ့ပြီးရာမာတာကတော့အဖွဲ၆ရဲ့ဘိုးလေးစန်နီသင်မင်းကိုဖိနှိပ်အောင်ကြောက်နေပါတယ်။စန်နီသင်မင်းကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ခါယူကီယာအစွမ်းကိုခူးသူကိုတပ်ပြစ်မယ်လို့ဆိုတာအီချီကိုစီကိုပြေးမသွားခဲ့ပါတယ်။အီချီကိုကလည်းသူ့ရဲ့ဝကုတ်တမကြီးနဲ့အတူတူပြန်ထွက်လိုက်ပါတယ်။ဒီချိန်ထုံးစံအတိုင်းစပင်းတောင်ကင်းနဲ့စောက်ကျန်းကြီးကတော့အီချီကိုရဲ့တိုက်ပွဲကိုအာရုံခံမိပါတယ်။တခြားတစ်ဖက်မှာလည်းယာရူရူန ှစ်ယောက်ဟာတင်မင်းနေမတွေ့အောင်တတိထားနေရခြင်းယုတ်တရက်ရာတို့လည်းအီချီကိုရဲ့စွမ်းအားကိုအာရုံခံမိပြန်ပါတယ်။ဒါအပြင်လူတန်ကြီးကလည်းအီချီကိုတို့ကိုတတိထားမိပြန်ပြီးကုညီပေးဖို့အလို့ရှောက်ရနေရကနေအပြေးပြန်လာနေရပါတယ်။တိုက်ပွဲထဲမှာတော့နှစ်ယောက်စလုံးကလက်ရင်မျက်နှာနေခဲ့ပြီးဂန်ဂျူကတော့ရန်သူဟာဘောဆင့်တင်မင်းဖြစ်နေတာကြောင့်အီချီကိုတို့ဆုံးဝင်နေပါတယ်။ ဒါပေမဲ့တကယ်အဖြစ်မှန်ကအီချီကိုကအရင်နဲ့လုံးဝမတူပဲဆန်နီသင်မင်းရန်ကြီးကို PRB တိုက်ခိုက်နေတာပါဒီအချိန်တိုက်ခိုက်နေရင်ဆန်နီသင်မင်းဟာအီချီကိုယူခိယကိုတကယ်ကဲမလားလို့မေးခွန်းထုတ်လိုက်ပါတယ်ဒါအပြင်ဒီနေရာမှာသူ့ကိုနိုင်သွားရင်တောင်ဒါစင်နဲ့ချီတဲ့ဘိုးစစ်နေကပ္ပတိန်နေရှိသေးအောင်ပြောပြလိုက်ပါတယ်အီချီကိုကလည်းရန်သူတွေဘလောက်များများရှိနေပါသေးဘိုးစစ်သင်မင်းနေအများကြီးကျန်နေသေးရင်တောင်သူ့လုံးဝခယူးစိတ်မှမဟုတ်ကြောင်းပြောပြလိုက်ပါတယ်ယူခိယကိုကဲမဲ့သူ့ရဲ့လမ်းကြောင်းမှာလာပိရင်ဘသူမဆိုတက်ပြစ်မှဖြစ်ကြောင်းလည်းပြန်ဝလိုက်ပါတယ်အဲ့ဒီနောက်တိုက်ခိုက်နေကြရင်ရုတ်တရက်ဆန်နီသင်မင်းရဲ့ဒါပုံစံပြောသွားခဲ့တာကြောင့် ောင်းအီချီကိုလည်းပြန်ခုခံနေရပါတယ်။ဒါ့အပြင်ဆန်နီတီမင်းဟာအခုတိုက်နေတာကဝင်းကြီးလောကမှာဖြစ်တာကြောင့်သူလည်းငါးသာပိုဆွမ်းအားကောင်းလာကြောင်းအချောလိုက်ပါတယ်။ဒီတော့အီချီကိုဘလောက်ပဲတိုးတက်လာပါစေသူ့ကိုနိုင်မှုဘလို့မှမဖြစ်နိုင်ကြောင်းထက်လီတက်လိုက်ပါတယ်။ဒါပေမဲ့တိုက်ခိုက်ခံလိုက်ရတဲ့အီချီကိုဟာချက်ချင်းပြန်ထလာပြီးဒါမင်းရဲ့ဆွမ်းအကုန်ပဲလားလို့မေးလိုက်ရင်အပိုင်း30လီကလည်းဒီမှာပြီးဆုံးသွားခဲ့ပါတယ်။ကျွန်တော်စီမှာ Japan Region နဲ့ TikTok account ကို monetization အောင်မီတာ account လေးတွေလာရောက်ဝယ်လို့ရနေပါပြီ။အကောင့်အနေနဲ့ monetization ကိုလည်းအမှတ်ခံချက်ရှိနေတဲ့အကောင့်လေးဖြစ်ပါတယ်။ဒါကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်။ကျွန်တော် Instagram မှာ Telegram အကောင့်ကိုလည်း YouTube Channel မှာချပေးထားပါဗျ။အဲ့ဒီ Telegram အကောင့်ကနေဆက်သွယ်ပြီးလာဝယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။